အဲ့တော့ယင်ဘက်ကပြီးတော့မြမစကားနဲ့မြမစာအကြောင်းညီရန်ချီတာပေါ့နော်အဲ့တော့မြမစကားအကြောင်းပြောတဲ့အခါမှာမြမစကားရဲ့ညူယူပေါ့ဒီဘက်တည်းရောညူယူကနေဆင်းသက်တဲ့ဒီဘက်မြမမျိုးကရနေမြမစကားဖြစ်ပေါ်လာတယ်ဆိုတော့အကျမ်းမြင့်ပေါ့အဲ့ဒီလမ်းကြောင်းလေးပြောပါတယ် အိန္ဒိယနိုင်ငံကနော်ဒီခရိမီယူလောက်မှာအရှိတောင်အရှာကိုတင်မောရီနေထွက်လာပြီအရှိတောင်အိန္ဒိယရင်ကြီးမှုပြန်နေရနေပြီးတော့မြန်မာစာရဲ့အရင်းခံဖြစ်တဲ့ဗြဟ္မီအခေယအရှိတောင်အရှာကိုရောက်တဲ့အကြောင်းလေးပြောပါ အဲ့ဒီဗြဟ္မရဲ့ခရာဒီအစင်းစင်းပွားလာအစင်းစင်းပွားလာတဲ့အခရာဒီကိုဗြဟ္မရဲ့ခရာဘွားလို့တဲ့နာမည်တက်ပြီးပြောကြတာညီမနိုင်ငံအတွက်အတင်ရှားဆုံးတဲ့ခရာဒီနာမည်တွေအမျိုးမျိုးရှိပါတယ်မှတ်သားခက်ပါတယ်နော်ညီမအပြင်းတော့ဒီကဒံပရဲ့ခရာနဲ့ ။ပန်လဝရဲ့ခရီး။ဒီခရီးအနှမျိုးအကြောင်းကိုပြောကြပါ။ဟမ်။ကဒမရဲ့ခရီးဟာပြူဇာပြူဇာတွေရဲ့အရင်းအမြစ်ဖြစ်တယ်။ပန်လဝဲခရာဘုံစားရဲ့ရင်းငံဖြစ်တယ်လို့ပြောကြပါတယ် အဲ့ဒီရဲ့ခရနှမျိုးကမြန်မာနိုင်ငံကို နောက်ဆုံးမှရောက်လာပြီးတော့စာရေးသားဖြစ်တယ်လို့ပြောကြပါအထူးသဖြင့်တော့ဒီဗန်လဝခရကိုအခြေခံနဲ့နွေခရတွေရေစုံထိုင်းမှာယူရီးယားမှာဒီခရတွေနဲ့မွန်ကြောက်စာတွေရေထိုးကြတယ်ခြေခြေတော့မွန်တွေကထိုင်းမှာယူရီးယားမှာနေတယ် အချိန်ဆိုင်တယ်။ငါတို့ရဲ့ဒီပရမထုံဘုံကြောက်စာတို့လောဘူရိဘုံကြောက်စာတို့ဉာဏ်ရှင်ဒီကူကပြောကြ။နောက်ဆုံးအဲ့ဒီမွန်ဒီဒီမနေ့ကနေရောက်လာပြီးတော့တထုံတို့ ਾਇ နေတဲ့အခါမှာနော်ဒီမွန်အခေယဂရမေခေယနေပွားလာတဲ့မွန်အခေယအဲ့ဒီမှာအခြေကျပြီးတော့မွန်အခေယနဲ့ညီထူကြတယ်အထူးသဖြင့်တော့ပါဠိပိရိကတ်တော်တွေကို ဒီမောဟခေယံနဲ့ရည်သူတဲ့စာရင်းမှတ်တမ်းကြီးအဲဒီကဟောပေါ့တဲ့တမိုင်းရနောထာမင်းတထုံကိုကြိုက်ခိုက်အောင်မြင်ပြီးတော့ဒီရကသုံးမျိုးပကံယူလာတယ်ဆိုတဲ့အချက်ကိုဉာဏ်ရရှင်ကြီးပြီးပါရမကွဲကြဘူးပြီးပါရမကွဲကြပါပကံကိုဝိရကတော်ရင်ရောက်လာပြီးတော့အဲ့မောဟခေယံနဲ့ရည်ထားတဲ့ ပါဠိဝိရကတေဟုညီမတွေကသင်လေ့လာရကနေပြီးတော့မြန်မာစာရေးသားတည်ထွင်တယ်လို့လည်းဆိုတဲ့ချက်ကိုအများစုလက်ခံထားကြပါဟမ်အငင်းပွားစရာလေးတွေတချို့ရှိကြတာအဲ့တော့မြန်မာတွေကိုမြန်မာစာရေးရအောင်လူတွေကသင်ပြီးမလဲလို့မဆကြည့်တဲ့အခါကျတော့အဲ့ဒီဝိရကသုံးခုနဲ့အတူပါလာတဲ့ဘုံပညာရှင်တွေကပဲသင်ပေးလိုက်မြင် အကျိုးသိအကြောင်းကိုစဉ်းစားကြည့်လို့ရမွန်ယဟန်တော်ဖြစ်ခြင်းဖြစ်လိမ့်မယ်လူပုဂ္ဂိုလ်ပညာရှင်တွေဖြစ်ခြင်းလည်းဖြစ်လိမ့်အဲ့ဒီပုဂ္ဂိုလ်တွေကရေးစားသားမရှိသေးတဲ့ညီမာတွေအတွက်နော်စာသင်ပြီးတော့ညီမာသာရေးသားတည်ဆင်ပေးကြတယ်လို့ဒီလိုပဲယူဆကြပါတယ်အဲ့တော့ဒီတွင်တဲ့အခါမှာအကြောင်းအရာကညာတော်အဖြစ် ဗီရကတော်ပါဠိဗီရကတော်ရေနော်ပါဠိရကရာအကြောင်းအရာတွေကိုသိလာကြအဲ့ဒီအကြောင်းအရာတွေကိုမွေးခရနဲ့ရေးထားတယ်အဲ့ဒါတွေကိုပြီးတော့ညီမစကားကြတော့ညီမစကားရဲ့အတန်ကအတန်တွေကမွန်တို့ပါဠိနေလို့နေထပ်တူမတူအဲ့တော့ညီမအတန်နဲ့လိုက်လျောညီတွေဖြစ်အောင်မွေးခရတွေအသုံးပြုပြီးသိသွင်းနေဆိုတာကတော့တန်မြတ်ဖြစ်စရာမရှိပါဘူး ။အဖြစ်လို့လဲဆိုတော့ရဇဂုမှာကြောက်စံမှာမွန်စာနဲ့မြန်မာစာနဲ့စလုံးနေအတူတူပါပဲ။နော်။ပညာရှင်တွေပြောလို့ရှိကြပါတယ်။ဒီထဲမှာမွန်မွန်မျိုးသားပုဂ္ဂိုလ်တွေပါကောင်းပါမယ်။မွန်စာတတ်တဲ့လူတွေပါ။နော်။မွန်ဧကရာပြည်တွေကဒီကြီးနှလုံးပေါ့။နော်။ဒီကြီးနှလုံးကိုမြန်မာမှာဒီအတန်ရှိတဲ့အတွက်အဲ့ဒီကြီးနှလုံးကိုဖယ်ပြီးတော့ ညာနဲ့ကြီး33လုံးထွင်ယူတယ်လို့ပညာရှင်ပြောကြဒီလိုရှင်းမွန်ကျောက်စာတင်တဲ့အခါမှာမွန်ရဲ့ခရမွန်ကြီးတွေတင်တဲ့အခါမှာနော်ယူစာပေါ့အတန်ဖြတ်တယ်ညာစာဘေးလို့အတန်ဖြတ်တယ်လို့ဆရာတွေတင်ပေးတာတပည့်တော်တို့ကြားပါနော်ပေါ့အထက်ကိုစုတ်တယ်ပေါ့မေးနော်အဲ့တော့အဲ့ဒီအတန်မျိုးပုံမှန်ရှိတဲ့အတွက်ကြောင့်ဒီအခရနဲ့လုံးဝတော့ကျန်နေပြီလေကျန်တဲ့အခရတွေယူတယ်ဟမ်ကျန်တဲ့အခရတွေယူတဲ့အခါမှာလည်း ပါဠိတိရကတော်တွေကိုပါဠိဘာသာစကားနဲ့ရေးတာဖြစ်တဲ့အတွက်ကြောင့်နော်ပါဠိမှာရှိပြီးဗမာမှာမရှိတဲ့အခရာတွေလည်းရှိတယ်တတလင်းချင်းပဲပေါ့တထရဏညမမှာတတဝင်းမှုပဲနဲ့တတလင်းချင်းပဲကအတန်ကြီးမတူပါဘူးနည်းနည်းကွာပါဘောအတန်ကြီးအတူတူပါပဲနော်ပါဠိမှာနည်းနည်းကွာသို့တော့ညမမှာအတူတူဖြစ်တဲ့အတွက်ကြောင့်တတလင်းချင်းတလည်းတပဲတဝင်းမှုတလည်းတပဲယူဆိုတဲ့အတွက်ကြောင့်နော် ီတလင်းကြီးဘက်ကိုဗိရိကတော်ဒီရေးသားထားတဲ့စာရေးသားဖြစ်တဲ့မြန်မာစာရေးသားတွေမှာထည့်ယူထားပါအမွေခံထားပါအဲ့ဒါကိုအခြေခံပြီးတော့မြန်မာစာရေးသားပကံခေတ်ကစပြီးတော့ပေါ်တယ်ရေမက်ကတည်းတော့ပြောခဲ့နော်ရာဇကုမာကျောက်စာဟာစာရေးသားတက္ကရိခိုင်မှာပါတဲ့စာရေးသားဖြစ်တယ်ဒါလေညညာရှင်များ လက်တွေ့သိရှိပါဟမ်ကျောက်စာ၄ဘက်ကိုကြည့်တဲ့အခါမှာဒီပါဠိရေငွေရေမြမာရေဒီရေးသားကအဲ့ခရာတူတူပါပဲပြူကအဲ့ခရာတစ်မျိုးဖြစ်နေတယ်နော်ဘာသာ၄မျိုးဆိုရင်အဲ့ခရာ၂မျိုးပဲရှိပြူကခရာကတော့ပြူကခရာပုံတရံနဲ့ဒီအဲ့ခရာတွေနဲ့မတူပါဘူးဦးဇင်းတို့ရာဇဝတ်ကကျောက်စာလေ့လာကြည့်ရင်သိပါပါဠိမြန်မာမှာကတော့တူတူပါပဲအဲ့ခရာတူပါတ အကကြီးကနေအာတိကြီးတွေအတူတူပဲနော်အသက်တို့ကတော့ကွယ်လေကောင်းကွယ်လေလေပဲပါဠိမှာပတ်ဆိုင်နေပါဠိနေအဲ့ဒါလဲလို့ရင်းရဲခရာအတူတူဖြစ်တဲ့အတွက်ကြောင့်ညီမရဲ့ခရာဒီငွန်စီကယူရဲဆိုတဲ့အချက်ကိုတန်မြတ်ဖြစ်စရာအသက်အကြောင်းရှိတို့တော့ခနေ Facebook တွေမှာဦးစင်းတို့လေ့လာကြည့်ရင်တွေ့ကောင်းတွေ့ပါလိမ့်မယ်တချို့ငင်းပွားနေကြညီမရဲ့ခရာဒီငွန်ကလာတာမဟုတ်ပြူကလာတာဖြစ်တယ်ပြူနဲ့ပုံနီးစပ်တယ်လို့ပြောတဲ့သူလည်းပြောနေကြပါ ဘယ်လိုလဲသူတို့ကနင်းနဲ့သူတို့အထောက်အထားပြပါသို့တော့ဒီလိုလိုမျက်မြင်ဒိဋ္ဌတွေ့တဲ့အတွေ့အကြုံများမြမစလုံးကြီးမွန်နဲ့ပဲနှိစက်တယ်ဒီနေ့မနှိစက်ပါဟမ်အထောက်အထားပဲလို့ရှိတယ်ပြောပြောမြမမွန်ကနေဆင်းသက်တယ်မွန်ရဲ့ခရီးလေးကိုယူတယ်ဆိုတဲ့အချက်ကတော့သူတို့လူယောသားကြီးတို့နော်ဟိုလူယောသူမျိုးပို့ပြီးတော့လေးထားတဲ့ပြဿနာတို့အဲ့ဒါမျိုးတွေနိုင်ငံရေးကိစ္စတွေဝင်ပြီးတော့ ရောထွေးပြီးစဉ်းစားရင်တော့တမျိုးပေါ့နော်ဒီတိုင်းအသေးစဉ်းစားရင်တော့မြန်မာနဲ့မွန်နေဟာအခြေခံအရာချင်းတူတူပါပဲနော်မွန်ကစဉ်းသက်တယ်လို့တချို့ကလက်မခံလို့ကြဘူးဆိုတာကစာရေးသားကြောင့်မဟုတ်ပဲနေခုနနိုင်ငံရေးပြဿနာတို့တခြားလူမျိုးရေးပြဿနာတို့ဒါတွေလည်းရှိနေကောင်းပါနော်အဲ့တော့ချိုးပဲရင်တော့ပါဠိမွန်မြန်မာအခေရေးသားတမျိုးတည်းပါပြူရအခေရတမျိုးတည်းပါ အဲ့တော့ခုနပြောတဲ့စကားနဲ့ရှိရင်ဒီပါဠိဝင်မြန်မာကဒီပန်လူ့ရဲ့ခေယံနေစင်တဲ့တဲ့အခေယရည်ပြီးတော့မွန်ကတော့ဒီဂရမရဲ့ခေယံနေစင်တဲ့တယ်လို့လည်းပညာရှင်တွေပြောကြနော်အဲ့ဒီအစပြီးတော့မြန်မာသားရေးသားခိုင်းငင်မှာမှပေါ်ပေါက်ခဲ့တယ်နော်ရသကုမကျောက်စာတဲ့စောတဲ့ရေးသားတွေရှိပါတယ်တချို့ရေးသားတွေကိုစောတယ်လို့ယူဆပါပြီတက္ကရာခိုင်မှာမပါတော့ တတိယပြောဦးမလွယ်ပါနော်အဲဒီတဆူတော်ပြောတော်မူကြောက်စာတို့ပါတို့ဆိုတာတရားကြောက်စာနှစ်ချက်သုံးချက်ရှိပါညာသကမှာလည်းစောတယ်လို့ပြောနိုင်ပါသလုံးပုံတရံတို့ရေးပုံသားပုံတို့ရာဆုံးဖြတ်ကြပါသို့တော့တက္ကရိခိုင်မှာပါတဲ့အတွက်ကြောင့်ရသကုမကျောက်စာကိုတက္ကရိခိုင်မှာပါတဲ့အဲမှာစောစုံငယ်လို့ခဏိတိပညာရှင်တွေယူဆထားကြပါတယ်။တက္ကရိခိုင်မှာမပါပါဘင်းနဲ့ အစအနာလေးတွေတွေ့လိုက်တဲ့သဘောကိုအရင်ဘက်ကတွေ့တော့ပြောခဲ့ပါလေ။နော်။ရသကုမာရဲ့ဇောတဲ့ကျန်စစ်သားလက်ထက်မှာရည်ထူးတဲ့ညကံမွန်ကြောက်စားမှာငမာနိဗ္ဗာန်လက်ဆွဲချည်ရဆိုတဲ့ညီမစကလုံးပါလေ။အဲ့ဒါလေဇောတဲ့ဇောလုံးမင်းကြောက်စားမှာမေတ္တာဆိုတဲ့ညီမစကလုံးပါလေ။အဲ့ဒါတွေကိုကြည့်ရင်အဲ့ဒီနောထာအလွန်ဇောလုံးမင်းလက်ထက်တော့ဒီမှာညီမစာရည်တာတော်တော်လေးစနစ်ရည်ရည်ရနေပါပြီ။ ခင်ဗျာရှာရတော့ဇာတ်ကုန်မှာတွေ့တယ်အဲ့လိုစဉ်းစားလို့ရရပါအဲ့လိုဆိုရင်အဲ့ဒီရှိရှိတုန်းကဗဂံမှာတော့စာညဝါစာရေးတယ်ရေးသားစပေါ်တာပေါ့နော်အဲ့ဒီစပေါ်တဲ့ရေးသားတွေရှင်းအောင်စာပေါ့ရှင်းအောင်စာရေးသားတွေဘာတွေရှိလဲဒီစာကလေးကနောက်ပိုင်းမှာလည်းပါပါဘုရားဒီမှာနည်းနည်းရှင်းလန်းချီတဲ့သဘောပေါ့ အခုဉာဏ်လေးလာတဲ့ခါမှာရှင်းအောင်စာရေးသားတွေတွေ့လို့ဘာတွေကိုလေ့လာကြပထမတစ်ခုကဥခွက်စာရှင်းပါဥခွက်စာနောက်ပိုင်းမှာလည်းရှင်းထားပါဥခွက်စာတွေကိုလေ့လာလို့ရတာဥခွက်စာအင်တန်ရှင်းကြတဲ့စာရေးသားဖြစ်တယ်နော်ဒီလိုသိရပုံပေါ့ညောင်ရပုံလှုပ်ထားတဲ့ညီကြီးကို ဖုတ်ထားတဲ့เนาะမြင်ချက်เนาะအဲ့ဒီမြင်ချက်ကမျက်နှာသာမှာဖျားပုံပါเนาะတခြားယဟန္တာပုံတွေပါတယ်เนาะဖျားပုံဆိုတာကဒီရောတော့မှဖျားရှင်ပုံလေးတချို့ပါညာတော်အပြင်တော့အဲ့ဒီဖျားပုံကြီးကမဟာယနာနော်ကိုယ်ပဲဖျားရည်ဖြစ်တယ်လို့ပြောကြတာ ထူးသဖြင့်တော့ဒီလောကနာထနော်လောကနာထဘုရားလောင်းတို့နော်မြင့်စုသီရိဘုရားလောင်းတို့အဘောလောကိတေတရအဘောမကြိုက်ဒီပါလေးစောင်းထားတဲ့အဲ့ဒီဘုရားဘုံကြီးခိရဝမဟာနဗုဒ္ဓဘာသာကုွယ်တဲ့ဗောဓိတတ္တနော်ဘုရားလောင်းဘုံကြီးဗောဓိတတ္တ အဲ့ဒီဖရာလောင်းဘုံကိုရှင်းမှာထည့်နေရှိတယ်။တချို့ကြတော့ဒီဂေါရမမြတ်စွာဘုရားရဲ့ဘုံဗာရန်လောက်နည်းနည်းပါးပါးပါ။နောက်ကျောဘက်မှာစာရီရှိ။အဲ့ဒီစာကိုတွေ့တော့ဥက္ကစာလို့။အဲ့ဒီစာရီကစောစောတိုင်းမှာညီမစာမပေါ်သေးဘူး။ညီမစာမရှိ။ပါဠိလိုရေးတယ်။တချို့တက္ကရာနှောရေးတယ်။နော်။ ပညာရှင်တွေဖော်ထုတ်ကြတဲ့ဥပ္ပဆရာဥပ္ပဆရာတွေကိုဥစဉ်တို့တွေ့ပါတယ်။ဆက်ဒါကိုဥပ္ပလို့ခေါ်ပါတယ်။အင်္ဂလိပ်လိုတော့ voted devilish ဆိုတာ။ voted devilish ။ဥစဉ်တို့ devilish နဲ့တွေ့ပါတယ်။နော်။ voted devilish ဥပ္ပတ်။ဥပ္ပတ်ပြန်။ကျန်ဤတော်ကြတန်းထွန်းကတော့ ညီဘုံဖရားလို့ခေါ်နော်ညီကြီးနဲ့လှုပ်ထားတဲ့ဖရားဖြစ်တဲ့အတွက်ဥက္ခလူဆိုတဲ့အတုံးနဲ့သူကမျိုးဖရားလို့သူဆိုတဲ့အတုံးကိုတောင်းတယ်အဲ့ဒီနောက်ကျောဘက်မှာဘာပါလဲဆိုတော့ပါဠိလိုရေးထားတဲ့ရေဓမ္မကထာ ပါဠိရှိပါဟမ်ဒါဒီဥက္ခအကြောင်းရေးတဲ့စာဥဒ္ဓင်မှာတွေ့နေပါတယ်ဦးဇင်းတို့သိတဲ့အတိုင်းရှင်သာရိပုတ္တရာအလောင်းကို ဒီဥပဒိတမထေရအလောင်းလျာပုံနာကိုပြန်စွဲခြင်းငါဥရေအငယ်ဆုံးဖြစ်တဲ့ရှင်ရသူဟောကြားတဲ့တရားယေဓမဟိတုပ္ပဘဝတိတံဟိတုတ္တကရောအဟတိသင်္ဆာယောနိရောဓောဧဝံဝါရီမဟာသမဏောဆိုတဲ့ဘုရားရှင်ဟောကြားတဲ့ဂါထာကိုအဲဒီမှာတက္ကဒဘာသာနဲ့ရေးတယ်ပါဠိဘာသာနဲ့ရေးညတော်ဖြင့်ပါဠိလိုရေးထားတာညာပါတက္ကဒရောပြီးတော့ရေးတာတွေလည်းရှိပါ အဲ့ဒီဥပ္ပတ္တိယူပုဂံတဝိုက်ကဖရာဒီမှာတွေ့တယ်ရခိုင်မြတ်မှာလည်းရှိတယ်မြေပင်ဆန့်ကြီးဟိုတနင်္သာရီဘက်အထိရောက်တယ်ဟမ်တနင်္သာရီဘက်ကဥပ္ပတ္တိအထိရောက်တော့ဒီပုဂံကဘယင်းဩဇာအာဏာဒီတနင်္သာရီအထိရောက်တယ်လို့ပညာရှင်တွေခံမှန်းနေကြပါဟမ်အဲ့ဒီမှာနောဒမင်းကြီးရဲ့နောဒမင်းကြီးကိုယ်တိုင် ဒီဥက္ကဋ္တိသုံးလို့တယ်ဆိုတော့စာသားလည်းတချို့ဥက္ကဋ္တိမှာပါဟမ်မာနိရုဒ္ဓဒေဝိနနိဝုဒ္ဒတံကတောကတောတဟတိနိဝါတိနိဗ္ဗာန်ကိုယူပြီးတော့မိမိလက်နဲ့သုံးလို့တယ်ပါဠိလိုရေးထားတယ်ဥက္ကဋ္တိလည်းရှိပါဟမ်နောက်တစ်ခါဒါတော့ဒီရေဓမ္မကာထာပါနော် ဖွင့်တဲ့တပည့်တော်ကပြောတဲ့သင်ကြီးတမရလာအရင်များပါဒါရှိဟောင်းစာလေးကြောင်းသိကောင်းစရာပေါ့နောက်တစ်ခုကတော့မောင်ချစ်ဆတ်ဟိုချစ်ဆတ်ကောင်ဥခွဲ့လို့ခေါ်ချစ်ဆတ်ကောင်ဥခွဲ့များဗမာအရေးဥခွက်တွေအများကြီးရှိပါလေချစ်စဆိုတာလူနာမည်ဥချစ်စပေါ့ဥချစ်စရဲ့ဂုံးကညာဂုံးက ကျူဖော်ရရှိတဲ့ဥက္ခတ်တွေဖြစ်တယ်မဟုတ်ချစ်စချစ်စကိုဥက္ခတ်လို့နာမည်တက်ထားပါအဲ့ဒီဥက္ခတ်တွေကြတော့တဘာဝတမျိုးနော်အဲ့ဒီဥက္ခတ်တွေမှာရေးထားတာဖရာဘုံတို့ဘာလို့မဟုတ်ဘူးဒီတဲ့ပင်နာမည်ရိအများကြီးပဲနော်တန်းစီပြီးတော့ရေးရင်ယာကနန်းနိဗ္ဗာန်ရှိတယ် သို့တော့ဗကံကိစ္စလုံးပေါင်းနဲ့မြန်မာမြန်မာဥက္ခတ်တွေဖြစ်တာနော်မြန်မာဥက္ခတ်တွေမြန်မာစာနဲ့ရေးတဲ့ဥက္ခတ်တွေဖြစ်တာမှန်လားနော်နော်တရက်တို့ပိန်နေတို့တဖန်တို့ရှောက်တို့တမယာတို့နော်အဲ့ဒီတတိပိရဲ့နာမည်တွေနဲ့အဲ့ဒါတွေနဲ့ဖျားဟုပူဇော်တာသို့တော့ဒီဥက္ခတ်တွေထဲမှာအဲ့ဒီနာမည်တွေအများကြီးရေးထားတဲ့အတွက်ကြောင့်ဗကံကိစ္စဒီအသေးရွယ်တွေဘယ်လိုစလုံးပေါင်းနေဆိုတာ ပြီးရတာဟာအမတန်တန်မှုရှိပါနော်အဲ့ဒီမောင်ရှိချစ်စရာဘုကွယ်ခွင်းလေးတွေမှာတပြီးတော့တချို့ကောင်းတို့ချက်ကလေးတွေပင်ပါပြီးတယ်ဟုတ်တယ်ဒီနေ့လဲဟိုဘုံနာလေးတွေပါလေးတွေပြရတာပါနောက်ပိုင်းကြနော်ဆိုတော့နော်ဤကသိချင်းဒီလိုပါလို့ဝက်ကြလေးရေးတာလည်းရှိပါဆရာကိုပူဇော်တယ်နော်ဒီအမေနာမည်တွေပဲယူတယ်ခုနကဂါထာတွေမမီးပါအဲ့ဒီစာရေးသားဒီ ရဇဂုံငါကြောက်စရာလေစောနိုင်တယ်လို့မြင်ရခြင်းများပြောကြပါသို့သောသူတို့ကတက်ကြရတော့ပါဘူးဟောသို့သောမြမာဇာနဲ့ရေးတဲ့ရေတံမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒီမောင်ချစ်စဂျာကတွေ့တဲ့ချစ်စကုံဥခွက်တရားလေဒါအနည်းဆုံးတော့နာမည်ကြားဖို့ရင်ကောင်းပါနော်အရေးပါတယ်ရှင်းကြတယ်ရှင်းအောင်စာတွေဖြစ်တယ်ပြောလို့ရတယ်နော်ဒါဥခွက်တွေအကြောင်းအကျမ်းမြင့်ပေါ့ နောက်နမနိကတော့ဗာလဲဆိုတော့စင်ငင်းစာစင်ငင်းစာဆိုတာလေစင်ကြီးစင်ကြီးတုတ်ထားတဲ့အုတ်ပြားတွေအဲ့ဒါစင်ငင်းလို့ခေါ်နော်အင်္ဂလိပ်လိုတာရကတာဘလက်ဆိုဒီရာရာတွေပြု COD black black ဆိုတာအုတ်ခွက်ဒီဒီစင်ငင်းပေါ့ ခရဂုဒဘလက်လို့ခေါ်ပါတယ်။အဝဟရာလေးတွေတိတိုင်ယူသိနေလေ့လာရင်လေလေ့လာလို့ရ။အဲ့ဒီစင်ငင်းတွေကမှရှိလေဆိုတော့ဖရားတွေမှရှိ။အထင်ရှားဆုံးကအာနန္ဒာဖရားမှာဒီစင်ငင်းတွေဘုရင်တို့အာနန္ဒာရောက်ရင်ဖူးရင်ဒီစင်ငင်းတွေဒီတော့အုတ်ချက်ကလေးစိတ်ရင်တုတ်ထားတဲ့အုတ်ချက်တွေအများကြီးပြည့်။အဲ့ဒီမှာဗာရီရေးထားလဲဆိုတော့အထူးသဖြင့်ဇာတကငါးငါးစဇာတကဘုဧကကနိဗ္ဗာန် စစတဲ့ဇက်ကစပြီးတော့တဇက်ကိုပုံတပုံပါတယ်အဲ့ဒီဇက်ကအဓိကကြတဲ့ပုံတပုံလူပုံပြည့်ပြည့်မြည်ပုံစင်ပုံမဆက်တန်တဲ့ဇက်လိုဟာမျိုးကစင်ပုံလို့ရင်လို့မဟုတ်ဟင်အဲ့ဒီပုံလေးတွေဆွဲပြီးတော့စာသားလေးဖြစ်နော်အဲ့ဒီစာသားကဥမဆက်တန်တဲ့ဇက်ကျူရည်ထားတယ် ဒီလိုရေးတဲ့အတွက်ကြောင့်အဲ့ဒါဗမာဇာဟုတ်ပါဗမာဇာမဟုတ်သေးဘူးမွန်းဇာနော်အဲ့ဒီရုပ်ွက်ဒီမှာရေးထားတဲ့ဇက်လို့ရေးတဲ့ကြောင့်ဇက်မွန်းလာဇက်လို့ဒီလိုပဲရေးတာဟုတ်များမွန်းဇာနော်မွန်းဇာရင်းရေးထားတဲ့ဥပ္ပတ်တွေဟိုအာနန္ဒဘုရားမှာ939ဇက်ခြေခြေဇက်တော်တွေပေါ့နော်ဟိုဧကကဏိဘက်ကစပြီးတော့ဟိုအတိတိနိဘတ်တွေဘာလို့အတိ ။နာ38ဇာကိုတကွက်စီကြီး။နောက်ဆုံး10ဇာဖြစ်တဲ့ဇာကြီးတွေပဲကြတော့ဇာတဇာကိုအကွက်တော်များများကြီးထားပါ။မတိမီယဇာဆိုရင်ဇာကြောင်းပေါ်အောင်35ခု20လောက်။ဇနိကဇာဝိဒန္တရဇာအဲ့လိုကြီးထားတာ။မွန်းလို့အဲ့ကြတော့ဇာတွေကမွန်းဇာတွေဖြစ်နေပါလား။နော်။မွန်းလို့ကြီးထားတဲ့နော်။ ဲ့ရဆုံးကအာနန္ဒာလို့သာဝတ္ထုထားတဲ့ဟိုမြင်မှုကောင်းကြရင်စာအုပ်မှာလည်းပါပါနော်စိတ်မင်းတွေရိုက်ပြပြီးတော့စာလုံးတွေပဲလုံးနေထားအရင်ကတည်းကအစိုးရထုတ်ထားတဲ့ရှေးဟောင်းကျောက်စာစာအုပ်တွေထဲမှာလည်းပုံနေတဲ့တော့အပြည့်စုံပါလားနော်ဒါဒီအနန္တဘုရားမှာတွေ့ရတဲ့စင်မင်းတွေဒိဋ္ဌိဘုရားတွေမှာလည်းရှိပါတယ်။ဥပမာမြင်းကမြင်းကဘာကူယောက်ျားဘုရားမှာပါတဲ့ စင်ငင်းနေဆိုရင်အဲ့လိုမွန်းစင်ငင်းနေရှိပါဟမ်ဦးဇင်းတို့ဗလံရောက်ရင်တရီသားကြီးရင်ရပါတယ်ဖက်လက်ဖက်လက်ဘုရားညီတော်ပေါ့ညီမလို့ခေါ်တယ်ဖက်လက်ဘုရားနဲ့သူအဲ့ဒီမှာလေအဲ့လိုအုပ်ချက်ဒီပါသူကြတော့စင်ငင်းမတော့ဘူးစင်ငင်းပုံတော့စင်ငင်းပုံမစင်ငင်းမတော့တဲ့နော်အင်္ဂလိပ်စင်ငင်းပုံကြီးအများကြီးရှိပါ ို့တော့တော်တော်များများသူများတွေခိုးယူနေညညတော်တွေခိုးယူပြုတ်သွားလို့တော်တော်ကုန်လောက်ရှိသွားပြီလို့လည်းပြောပါတယ်။ဝမ်းနည်းစရာကောင်းနော်။ဒါနဲ့နိုင်ငံညသားတွေခိုးခိုးယူသွားတဲ့အဲဒီဖက်လိတ်ဖေးကစိတ်မင်းကြီးတော့ပါသွား။အဲဒီမှာစိတ်ဝင်စားစရာကောင်းတာကဒီလိုဇာတိကစဉ်948ဇာရှိတာကိုစဉ်းစဉ်းတို့သိတယ်။အဲ့ဒါက950လို့30ဖြည့်ခေါ်။ဟုတ်တယ်မလား။ အဲ့ဒီဖဲလိဖရားမှာကြတော့ဇက်90အပြည့်ရှိတယ်30ပါနော်30လုံးပါသူမိဒဗန္ဒိတဇက်တဝေလာမဇက်နောက်တစ်ဇက်ကပါလဲမသိဘူး90ဇက်တော်ရင်မပါတဲ့ဇက်30ကိုချိန်ပြီးတော့90လို့အပြည့်အဲ့ဒီစိတ်ကြီးနေမှာရည်ထူးတယ်သူစင်းတို့ရောက်တဲ့အခါလိလာခြင်းလို့ညာအဲ့တော့ဗကံခေတုံက 950မူနမူရှိမယ်လို့ဉာဏ်ရှင်တွေကမှန်းကြဆက်950လုံးအပြည့်ပါတဲ့နော်ခုနပြောတဲ့ဖက်လိုက်ဖျားမှာပါတဲ့ဇတ်တော်တွေဖြည့်ထားတဲ့30အပါဝင်အဲ့ဒီမူရှိတယ်နောက်ပိုင်းကျတော့အဲ့ဒီမူကပျောက်တိမ်ငေါ်သွားပုံရ549ဇတ်ပဲတောက်လျှောက်ခဏိတိရေထူတော့အဲ့ဒါတွေကိုစင်ငင်းလို့ခေါ်ပါတယ်အဲ့ဒီတိဗမာစာမှုသေးပါနော် ခုနဥပ္ပဇာတွေတုန်းကပါဠိလိုရေးတာတွေရှိတယ်။နောက်နောက်ပိုင်းမွန်ရှိစာကုန်ကြတော့မြန်မာစာဖြစ်တာ။မြန်မာစာဖြစ်။ဒီမှာကြတော့မွန်စာပဲ။နော်။အော်စင်ဝိစာတွေအများသောဖြင့်မွန်စာတွေဖြစ်ပါ။ပါဠိလည်းမွန်စာပါညီပါမှာပေါ့။နော်။ခုနပြောတဲ့တနင်္သာရီဘက်မှာတွေ့တဲ့ ဥက္ကစာရီထဲမှာမုံလုံးရေးထားတာရှိတယ်။တန်မြင်တယောက်ကကျန်စစ်တန်မင်းကြီးရဲ့တစ္ဆာတော်ခံယူပါတယ်ဆိုတာရေးထားတယ်။အဲ့တော့အဲ့ဒီဥက္ကကဟိုတနင်္သာရီရောက်တယ်ဆိုတော့ကျန်စစ်သားရဲ့ဩဇာအာဏာတနင်္သာရီပြန်လာနေတယ်လူစားနော်မုံကြီးတယ်ပါဠိရှိတယ်ညီမသားရှိတယ်အတိုင်းအတန်ရှေးကြတဲ့စာရေးသားတွေမူရင်းစာရေးသားတွေပါအဲ့ဒါပြီးရင်နောက်တစ်ဆင့်ကတော့ကြောက်စာပေါ့ကြောက်စာကတော့ဦးဇင်းတို့သိပါတယ်သင်လည်းသိတယ် ကြောက်ရွံ့မှာထွင်းပြီးတော့ထားတဲ့၄တောင်အခရာစောင့်နေပြင်းတော့၄တောင်ထွင်းရတဲ့အခရာအဲ့တော့မြန်မာသားရေးတန်းရသကုမှာကြောက်စရာတွေပဲပေါ်ပြီးနေတော့မှာကြောက်စရာတွေတော်များများပကံခက်မှာရည်ထိုးကြတယ်ဒီဘက်ခက်တင်မှာလည်းရည်ထိုးကြတယ်အဲ့ဒီကြောက်စရာတွေဟာအလုံးကြီးပါဘာကြောင်းရင်းဟာလဲဆိုတော့အလှငတ်တန်းနေတယ်ဒါမြန်မာသားငွန်စာလည်းရှိတာပေါ့ပါဠိလည်းရှိတာပေါ့ နော်ခြေဦးကြီးဖျားကြောက်စာဆိုပါဠိလိုရေးတယ်မခြေစည်းကုံကြောက်စာငုံကြောက်စာတို့ရဇဂုမငုံကြောက်စာတို့ရှိတယ်အများစုကမြန်မာစာပါနော်အဲ့ဒီမှာလှူမှတ်တမ်းတွေရေးကြပါကြောက်စာတွေအားလုံးတို့ကလှူမှတ်တမ်းတွေပါလေကိုယ့်ရဲ့အလှူကိုနေပေါင်းများစွာကဘာတီအောင်တည်ဖို့အတွက်ကြောက်ပုံမှာရေးထိုးပြီးတော့မှတ်တမ်းတင်ထားတယ်ဦးဇင်းတို့ကြောက်စာအတန်တဲ့လိလာမှုကြောက်စာလိလာရင်ကြောက်စာမှာဘာတွေပါလဲ အလှလို့တဲ့ခုနှစ်တက်ကြရအပြည့်စုံပါနော်ဘယ်နှခုနှစ်နှစ်နာမည်တွေပါတယ်ပြည့်ရှင်နေတို့စိတ်တတ်နေတို့နော်ဘယ်နှစ်ဘယ်ရက်မှာအလှရှင်တွေကဘလူဘလူလူဆိုတာတွေပါတယ်နော်နောက်လှရဲ့နောက်ကျောင်းတွေပါတယ်မရသကုမှာကျောက်စာလို့ဘောနောက်ခံအကျောင်းရာတွေပါတယ်လှတဲ့ခရီးတို့ကျောင်းတို့ကျွန်းတို့လေတို့အဲ့ဒါတွေပါတယ်ကျွန်းနာမည်တွေအစဆုံးတန်းစီပြီးတော့ရေးထားတာလည်းပါတယ် ကျွန်းတရားရင်တရားလုံးနာမည်တဲ့တို့လုပ်နိုင်တယ်ပါပြီးတဲ့ခါကျတော့အမြဝိဒါတို့ဆူတောင်းတာတို့ပါတချို့ကျောက်စာတွေမှာကျင်းစားပါနားလူဖြစ်စည်းတဲ့လူရာဇဂုမကျောက်စာမှာပြောလို့ရေမရေရတခင်ဘုရားတခင်အဖူးရစီရေမရေရဘုရားတခင်မဖူးရပါစီနဲ့လို့ခတ်တဲ့နေငွေကြိမ်နဲ့ကြိမ်စာမျိုးအစားလို့နော်အချို့ကြိမ်စာတွေကြတော့အင်တန်ကျောက်စရာလမ်းကြောက်အောင်ကြိမ် နားလူဖြစ်တဲ့လူဟာနော်မစားမသောက်ရတဲ့လူပြိတ္တာကြီးဖြစ်ပါစေနော်အမွေးမဲ့အရင်မဲ့တဲ့အမွေးလည်းမရှိရေကုန်လည်းမရှိတဲ့နော်ကြောက်ပြပါမှာခါးသည့်နှိမ့်နေပြီးတော့မြေခံရပါစေဒုက္ခခံရပါစေဟမ်ဟာချင်းငါတဲ့ဝိဇိကအောင်ဝိဇိကဝိဇိကအဲ့ချင်းငါအောင်ဖြစ်ပါလေ မြေရှိတဲ့မှာအဝီစီအောက်ဆုံးလို့ပြောတော့အောက်ဆုံးလို့ပြောထဲတာဟာအဲ့ဒီအဝီစီတဲ့အောက်ကြတဲ့ငရဲမှာစပယ်ရှင်ငရဲမှာခံရပါစေနော်အဝီစီကားတဲ့ချင်းကအောက်ဖြစ်ပါစေအဲ့လောက်စီချင်းဆိုတာညားပါနော်နားလူဖြစ်တဲ့လူဟာဟင်ဖလန်စင်းတရားရှိပြီးတော့သိပါစေမြင်မြင်လို့ရှိရင်သူများတွေတတ်ရှင်လို့သူ့ကိုတတ်ရှင်ပါစေနော်အာစားတော့စား တောက်တော့ရင်နေတော့အိမ်စိတ်ဖြစ်စီဇားတဲ့ဇာကုံစိတ်ဖြစ်ပါတောက်တဲ့ရင်စိတ်ဖြစ်ပါစေနော်နေတဲ့အိမ်လည်းစိတ်ဖြစ်ပါလှန်စင်းတရားထိုးပြီးတော့ပြီးပါစေအဲ့လိုမျိုးအထိကျိန်ထားတာတွေကပါတယ်နော်ကျိန်တာလည်းပါတို့တော့ရုပ်ချက်စာတွေမှာကျိန်တာမပါပါအဲ့တော့တို့လူတွေကိုရေရှည်တည်ရအောင်မှတ်တမ်းတင်တော့ဒီမှတ်တမ်းအရဘယ်ဖရားတွေပဲလူတွေတဲ့ဂျွန်းတွေပဲလူလူတွေဆိုတာတွေ အသေးစိတ်ပြရတဲ့အတွက်ကြောင့်တန်ဖို့ရှိစာရေးသားအနေနဲ့လည်းအဲ့ဒီတော့ကျောက်စာရေးသားမြမစာရေးသားကိုလိလမှသားရတဲ့အတွက်တန်ဖို့ရှိဆရာကြီးဒေါက်တာတန်းထွန်းကပြောပါတယ်ကျောက်စာတွေသိမြင်ရပါဘူးစုစုပေါင်းကပကံကျောက်စာ600လောက်ပဲရှိဟင်အဲ့ဒီ600လောက်လိလပြီးသူဘာလို့ကျန်းတင်ခဲ့တာလန်ဒန်မှာပကံကိတာသနာရေးအကြောင်းဟင် နောက်ပိုင်းမှာထပ်ပြီးတော့မြေကြီးတွေကဆွဲလာတဲ့ကြောက်စရာအတန်အသင့်နည်းနည်းပေါ်လာရှိဒီဝိကိတ်တွေကလည်းကြောက်စရာရည်တူတော့ကြောက်စရာဒီခိုင်မာတဲ့နော်အထောက်စားပေါ့အဲ့တော့အင်္ဂလိပ်လို inscription လို့ခေါ်တယ်လေ inscription လို့ဒီချိုးကရှိရတုံးဆိုတဲ့စကားလေးတောင်ထည့်သေးတယ်ကျောက်ပေါ်မှာရည်တာ inscription ထိုးစားတယ်တုံး inscription inscription ဆိုရင်ကြောက်စရာမှန်တယ် တောက်စားတွေအေးထုတ်တယ်အထောက်စားခိုင်းတာနော်ခဏဒီလည်းရှိတယ်အဲ့ဒီရောက်စားတွေကိုအမျိုးမျိုးလိလာပြီးတော့ခဏဒီပကံခဲ့ရင်ကျင်းမှုကိုဖော်ထုတ်နေနောက်တစ်ခုကမြင်စာမြင်စာကကျောက်ဇံနဲ့ရေပုံသားပုံအတူတူပါပဲစလုံးနဲ့အတူတူပဲခရလည်းအတူတူပဲပုံနဲ့အတူတူနော်ရှိပိုင်းကပါဠိမြင်စာတွေရှိမြင်စာတွေရှိတယ် နောက်ပိုင်းမှာမြန်မာမိသားစုပေါ်ပေါက်လာဦးဇင်းတို့သင်ရတဲ့လောကဒိဗံမိသားလိုဟာမျိုးနော်ခြေပိုင်းနမှာဟိုတန်ဘူလာဘုရားမိသားစုကတော့ညီလိုရေးထားတဲ့မိသားစုရှိပါဠိလိုရေးထားတဲ့မိသားစုလည်းရှိညာတော်ပြည့်တဲ့ဘုဒ္ဓဝင်တို့ဟိုဓမ္မပဒတို့ဓာမျိုးတွေရေးပါဘုဒ္ဓဝင်မိသားဇာတကမိသားနော်ဘုဒ္ဓဝင်နဲ့ဇာတကကိုအရေးများပါ ။ဒါသကုမဟန်ဒီလောကဒိဗ္ဗံမင်းသားလို့ပဲဇာတိကဇာကြီးဆယ်ဝဲမင်းသားမျိုးတွေရှိပါတယ်။ဘုဒ္ဓဝင်မင်းသားနော်ဒီလိုတို့ဘုရားမင်းသားဆိုတာရှိတယ်ဘုဒ္ဓဝင်ဇာကြောင့်ညီထားအဲ့ဒီမြင်သားတွေကဒါလဲဆိုတော့ပုံညွှန်းစာတွေဘုရားနိုင်ရင်ဒီမှာပကြီးပုံကြီးဆွဲထားတယ်အဲ့ဒီပကြီးပုံကြီးအောက်မှာစာရန်လေးတွေရေးထူထားတော့အဲ့ဒီစာရန်ကိုမြင်နဲ့ရေးလို့မြင်သားလို့ခေါ်တ